ကံရောက်ရင်မဖြစ်မနေသွားဆူဆန်းတက်มาရေဆိုရဲထီလိုမင်းလို့ဖျားရာသီဥတုကြီးကလည်းအုံဆိုင်ဆိုင်ဖြစ်နေခဲ့တယ်လို့ရှေးခေတ်ရာဇဝင်တွေကလည်းအနေငယ်ဆွေးတရောင်ရောင်နဲ့ပကံလိုမျိုးရိုးတစ်ခုကိုလဲပက်သွားလို့အကောင်းဆုံးစင်တစ်ခုဖြစ်ပေမဲ့လေမသွားဖြစ်သေးဘူးဆိုရင်တောင်ပကံရဲ့တမိုင်းတွေရေးရောင်တွေကိုကြာဘူးနာဝါရှိပေးရေရေနေနေတည်ကျွမ်းထားတင်มาရေဒီနေ့မှာတော့ပကံပြည်ကြီးရဲ့တမိုင်းချောင်းတစ်ခုတွေတဲကတစ်ခုဖြစ်တဲ့မင်းစာရေးစက်စားခဲ့ရာထီလိုမင်းလို့ဖျားအကြောင်းကိုတင်ဆက်ပေးသွားမှာပါ ထီလိုမင်းတို့ဖျားဆိုတာကတော့ကုသတဲ့အုံဆိုင်ဆိုင်ဖြစ်တဲ့ပြင်အဝိကကြည်ုံနဲ့ပကံငွေတဲ့ပြည့်တွေကိုတွဲပြီးတော့ခန်းစားရစေတာကြောင့်ရန်ကုန်သူတွေအလဲလိုက်ဒေသခံတွေမဖြစ်မနေလိုက်ပို့ကြရတယ်လို့ဆိုရရှိနေခဲ့ပါတယ်။ ပကံဆိုတာကတော့မြန်မာပြည်သူပြည်သားလုံးနဲ့ရေဆဲရှိခဲ့မယ်ဆိုတာသိကြနေခဲ့ပြီအရင်ရောင်တွင်နဲ့ရင်းနှီးသူတွေမရင်းနှီးသူတွေဆိုပြီးတော့ဒါကွဲပြားသွားတာပါမြန်မာလူမျိုးတော်တော်များကတော့ပကံကဆင်းသက်လာခဲ့ကြတာဖြစ်တယ်လို့ဘရင်တွေတမိုင်းတွေမင်းဆက်တွေနဲ့လည်းစိန်ကားနေမှာမဟုတ်ပါဘူးဒီဖျားကြီးကိုတော့မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပကံပြည်မှာတည်ထားခဲ့တဲ့ဂူဖျားတစ်ခုဖြစ်တယ်လို့ပကံညာဦးကားလမ်းမကြီးရဲ့ဘေးမှာခက်ခဲညာညာကိန်းအောင်တည်ရှိနေခဲ့ပါတယ် ထီလိုမင်းလိုဖျားကြီးကိုတီထောင်ခဲ့သူကတော့ထီလိုမင်းလိုဘရင်ဖြစ်ပြီးနရတီဟာပတေမင်းတရားကြီးရဲ့သားတော်တပါးလို့ဆိုရမှာပါအငယ်ဆုံးသားဖြစ်တာကြောင့်ဗေဒီတွေကိုအင်မတန်မှနှစ်သက်ခဲ့တဲ့မင်းဟာသူ့စိတ်ကူးတဲ့ကအတိုင်းကုနာပေါလိုင်ကူတွေဖြစ်ဖန်တီးပြီးသုံးဆင်းဆင်ထားတဲ့ဂူပရားတစ်ခုဖြစ်လာအောင်အကွက်ချဆောက်လုပ်ခဲ့တာဖြစ်ပါတယ်တီထားတဲ့ခုနှစ်ကတော့၁၈ရက်မေလ1208ခုနှစ်အတွင်းမှာဖြစ်ပြီးမိုးဦးကြဆိုင်အုပ်ဆိုင်ဆိုင်ကာလတစ်ခုလို့ပြောရင်လည်းမမှားပါဘူး ထီလိုမင်းလိုဘရင်ကတီလိုထီလိုမင်းလိုဖျားလိုဆိုခဲ့ကြပေမဲ့တကယ်မင်းတရားကြီးရဲ့ဘွဲတော်ကတော့ဇေယတင်ခမင်းသားပဲဖြစ်ပါတယ်။ခမီးတော်နာရပတိစီသူမင်းနေရွာဆက်ကနေချိန်မှာတားတော်ငါးဦးတွေကတဦးကိုသာထီနေပေးရမယ်လို့ဆိုလာခဲ့တာကြောင့်အများသူငါကျေနဲ့စေဖို့ရင်တားတော်အားလုံးလေးမှာထီးဖြူစိုက်ပြီးတော့မင်းအဖြစ်ထိုင်သူတို့ထီးဖြူညှို့စေတတိလို့ဒိဋ္ဌံတည်ခဲ့ကြပါရီ။အဲ့ဒီဒိဋ္ဌံတိုင်းထီးဖြူဟာအငယ်ဆုံးသားဖြစ်သူ ဇင်ရတင်ကမင်းသားဘက်ကိုညှို့ဝစေခဲ့တာကြောင့်တတိုင်းပြည်လုံးကထီလိုမင်းလိုဖျားဟုတ်တာခေါ်တွေ့ခဲ့ကြတာဖြစ်ပါရင်ဒီမီတင်ထားခဲ့တဲ့စေတီတော်ဟာအရင်တတိုင်းတွင်းတည်ရှိပြီးအောက်ခြေကနေကုန်းအောင်ထိတ်ထိတ်ညံတော်မြင့်ပေဟာ150ခန်းရှိပါရင်ဘေးတစ်ဖက်တစ်ချက်မှာလည်းပေ140နီနီကျဲတဲ့အတွက်ဂူကြီးစားတစ်ခုဖြစ်သတ်မှတ်ထားကြတာပဲဖြစ်ပါရင်အဲ့ဒါပြင်ပကံခိပကံခါပကံသားချူဟာ တို့ရဲ့မွေးတက်ကြွတွေမပြောင်ပြက်စေဖို့ကိုတွေးကနိုင်ရံတွေမှာမင်းစာရီနဲ့ရေးထိုးပြီးတော့မှတ်ကျဲတင်ထားခဲ့တာကြောင့်ယနေ့ထိတိုင်ထင်ရှားကျရင်နေတုံးပဲဖြစ်ပါတယ်။ဒါကြောင့်နာတော်သားစင်းနေကြတဲ့လူကြီးမင်းတို့အနေနဲ့လေပကန်းပြည်ကိုအလဲသွားလို့အမုံကြီးဖျားတွေကိုဖူးမြော်ခွင့်ရတယ်လို့အခုလိုမျိုးရှေးခေငွေတက်တွေကိုပါရေးထိုးထားတယ်။ထီလိုမင်းတို့ဖျားကိုမဖြစ်မနေအလဲသွားဖို့အတွက်မမေ့ကြပါနဲ့နော်။